ဗမာပြည်သူလူမျိုးရဲ့တတော်ဤဗမာပြည်သူလူမျိုးရဲ့တတော်ဤတပ်ဖွဲ့ဝင်တရားအဖြစ်ခံယူသည်တပ်ဖွဲ့ဝင်တရားအဖြစ်ခံယူသည်စစ်ကောင်စီအာဏာသိမ်းပြီး၄နှစ်ကျော်ကာလတွင်ကျွန်တော်တို့ပြည်သူတွေဟာတစ်နေ့တစ်နေ့အကြောက်တရားတွေနဲ့ပဲရင်ဆိုင်နေကြရပါတယ်ဒီတော်လှန်ရေးမှာအီယာဟိုရီယာຫນွေဦးတော်လှန်အစုဖွဲ့တီးတီးကိုပုံစံမျိုးစုံနဲ့ဂူကြီးပေးနေပါတယ်ဒါပြင် သူတို့ဒေတာမှာအခြေဆိုင်တဲ့ စစ်ကောင်စီရဲ့စစ်စခန်းပေါင်းများစွာကိုတိုက်ခိုက်သိမ်းပိုက်ပြီးမြို့ပြများကိုပါထိ ंछ ုပ်လာနိုင်ပါတယ်။တောင်တန်းဒေသတွေမှာစစ်ကောင်စီရဲ့အငွေသက်တွေ တဖြည်းဖြည်းလွင်ပါပြတ်ွက်လာတာကိုလည်းတွေ့ရပါတယ်။တစ်ဆက်တည်းမှာပဲပြည်သူနဲ့တော်လှန်ရေးအင်အားစုဟာလည်းအချိန်ကုန်ကောင်းစွာနဲ့ပူးပေါင်းဆောင်ရွက်နေကြပြီးတော်လှန်ရေးရဲ့အနှစ်သာရကိုပုံဖော်လျက်ရှိပါတယ်။စနစ်ဆိုးအဖြူဖြက်စနစ်ကောင်းစုတည်ဆောက်နိုင်ဖို့လက်နက်ကင်ကြော်တွေကိုဆင်နွှဲနေရပြီ ယိုယွင်းနေတဲ့လူဖွဲ့စည်းတစ်ခုလုံးကိုပြောင်းလဲနိုင်မှသာစစ်မှန်တဲ့တော်လှန်ရေးတစ်ပြည့်တမိုင်းမှာချန်ကားခဲ့နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် BBL ရစစ်တပ်တစ်ခုအနေနဲ့ COC စစ်ရေးနိုင်ငံရေးမူဝါဒစတာတွေကိုတည်ပြုထုတ်ပြန်ကလက်တွေ့ကျင့်သုံးနေပြီး BBL မှာတာဝန်ထမ်းဆောင်သူတွေအနေနဲ့ကြိုတင်လေ့လာထားနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာလည်းတတော်တို့ဝင်ရောက်လို့သူများကိုတေချာစီစစ်ရွေးချယ်ခေါ်ယူလျက်ရှိပါတယ်။ကျွန်တော်တို့ BBL ကတိုက်ပွဲအောင်ဝင်မှသည်လူတို့လွတ်မြောက်ရေးစီတို့ဆိုပြီးဆောင်ဖို့တိုင်းပြည်သူလူထုနဲ့တားရရက်တီကတော်ရင်ရေးပြီးဆုံးအောင်မြင်သည့်အထိတိုက်ပွဲဝင်သွားမယ်ဆိုတာထက်လောင်းကတိပြုအပ်ပါတယ်။